ဝေးမိလာပါရှင်ပြည်ထလပြန်နေပြန်လည်ကြဆိုပါရရှိကဲဒီနေ့ဝင်လာတဲ့အလုပ်တင်နေလေးလာပြီးတော့ပြပြပေးမှာဖြစ်ပါလိမ့်ရှင်နော်ကဲဆောင်းရဒီလေးရောက်ပြီလားတော့မသိဘူးနော်လေတအားတိုက် ကယ်အလုပ်နေရာကတော့ knock out ပထမဘက်မှာရှိပါရှေ့တထေးကတော့9ရောက်ရှိပါရှေ့အဲ့ဒါကြတော့ clay thing အသွားပြန်အလုပ်ဖြစ်ပါရှေ့တထေးက9ရောက်ရှိတယ်အလုပ်ဝင်ချိန်က production နိုင်ငံညနေ6:00နာရီဖြစ်တယ်လစာက15000ကနေ18000ပြီးတယ်ပေါ့နော်နိုင်ငံလေးရှိတယ်နောက်ဆုံးအဓိက900ရောက်မှာဖြစ်ပါရှေ့အလုပ်နေရာကြတော့ပထမခါနေဘက်မှာရှိပါတယ်နောက်တစ်နေရာကျတော့ဖလမ်ဆော်မှာရှိပါရှင်တတိယကတော့၄ရောက်ရှိတယ်ပေါ့နော်တတိယ၄ရောက်လဆာကတော့၁၂000နိုင်ငံလေးရရှိတယ်မနာဝဆိုအိုက တန်900အော်တတိလေးရရှိပါရှင်အလုံးညကဖားမဆောင်ဘက်မှာရှိပါတယ်နောက်တနေ့ရကတော့ချုံမူလီဘက်မှာရှိရှင်တတိယနေ့ရဝရှိရှင်နော်အဲ့အလုံးနဲ့လူအိုကြီးရမှာဖြစ်ပါတယ်လဆာကတော့1400ကနေ1600ပြည့်ရှိနိုင်ကလေးရှိတယ်မရောဆိုအဓိက900ရောက်မှာဖြစ်ပါတယ်အဲ့ဒါကြတော့တဲ့ဘက်မှာသွားနိုင်တဲ့လူတွေပဲရှိရှင်နောက်တနေ့ရကြတော့ ဖတ်ထရာဘက်မှာเนาะဖတ်ထရာဘက်မှာရှိတဲ့လူရှိလိုက်ရှိဒီနေ့ဖတ်ထရာဘက်မှာလုံးတစ်ခုဝေးလာပါတယ်ရှင်အဲ့ဒါကြောင့်တော့အရင်လုံးတဲ့ခလေးထရာမှာဖြစ်တဲ့တတိယတစ်ယောက်ရှိတယ်တတိယမှာကတော့ကြောင်ငါးကောက်ခွေးရနှစ်ကောက် လဆာက13000ဝန်းနီ16000ပေးတဲ့နိုင်ငံလေးရှိတယ်မြောက်စုကနိုင်ငံရောက်မှာဖြစ်ပါရှင်အလုံးနေရာကတော့ဖထရာဘက်မှာရှိပါရှင်နော်နောက်တနေ့ကတော့လာစိခေါ်စိဘက်မှာရှိပါရှိလာစိဘက်မှာရှိပါတယ်เนาะအဲအလုံးနဲ့ဒီကိုကြည့်ရမှာဖြစ်တယ်လာစာက12000နဲ့13000တက္ကီကတည်းကရဝဲရှိရှင်အဖာနဲ့နေပြီးအဖော်နေပြီးအောင်ပဲเนาะအဖာတက်က60နဲ့8နှစ်ရှိပါတယ်ရှင်လာစာက12000နဲ့13000ပြီးတယ်နိုင်ကလေးရှိတယ်မြောက်ဆိုက900ရောက်မှာဖြစ်တယ်နောက်တနေ့ကကြတော့အ MRT ထပ်ဖလားပဲမှာရှိပါရှင်เนาะဤလိုဒီကောင်းတဲ့ဘဝကိုတော့ထပ်ဖလားမှာရှိတယ် လက်စာကတော့12000ပြည့်တယ်အထူးက၂ရောက်ခွေရ၄កောက်ကြောင်က၂កောက်နိုင်ကလေးရှိတယ်မြောင်းစိတ်က900ရရမှာဖြစ်တဲ့ရှိအလုံးနေရာကတော့ထဖားဘက်မှာရှိပါတယ်နောက်တနေရာကတော့ဆမ်စိတ်မှာရှိပါရှင်နောက်ဆမ်စိတ်အဲ့ဒါကြတော့အေးအလုံးဝဖြစ်တဲ့တထီက၄ရောက်လက်စာက15000နိုင်ကလေးရှိတယ်မြောင်းစိတ်က900ရရမှာဖြစ်တယ်နောက်တနေရာကတော့ပူလီလာဘက်မှာရှိရှင်အေးလုံးနဲ့ခလေးထည့်ရမှာဖြစ်တယ်တထီက၄ရောက်ခလေးကတနေ့နဲ့3လအရွယ်ဖြစ်တယ်နိုင်ကလေးရှိတယ်မြောင်းစိတ်က900ရရမှာဖြစ်ပါရှင်အဲ့ဒါက တတော့အေးအလုံးနဲ့ click ပြရမှာဖြစ်ပါရဲ့ရှင်။ကဲဒီနေ့ဤလာပြောတဲ့အလုပ်တွေကိုစုံစမ်းတဲ့သူရှိတယ်ဆိုရင်ဒီလိုရောက်မှာလာစမ်းလို့ရရဲ့ရှင်။ဒီလိုရောက်ကဇန်နဝါရီ27ရက်နေ့မြန်မာပြည်မှာဖြစ်ပါရှင်။